အင်္ဂါသာသမီကျွန်တော်ရဲ့မိတ်ဆွေအပေါင်းမင်္ဂလာပါနော်အင်္ဂါသာသမီများအတွက်အပတ်စဉ်တောက်ကြနေ့ညနေ6:00ဆိုရင် ပုံမှန် တင်ပြနေကြဖြစ်တဲ့ဒုက္ခကျေပွင့်တဲ့တော်ဟောသနံဖြစ်ပါတယ်ဒါကျွန်တော်တို့တောက်ကြနေ့တိုင်းတင်ပြနေကြပါနော်အဲ့တော့ကျွန်တော်တို့ဒီဟောသနံအစီအစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်တို့ယူရောမင်္ဂလာခြံကနေပြီးတော့ကောင်းမြတ်တဲ့တရင်စကားလေးတွေပါတင်ပါတယ် တော့ယူရမင်္ဂလာကျမ်းသူတို့ဗုဒ္ဓဦးနေရလွဲပြီးတော့ကျမ်းတဲ့ရည်ဒီမှာပိတ်ရက်မရှိဖွင့်ပါတယ်နော်မြေသူမဆိုလွတ်လွတ်လပ်လပ်လာရောက်ပြီးတော့ရည်ရာတွေအခမဲ့ပြုလုပ်ဆောင်ရွက်နိုင်ပါတယ်အကြောင်းမျိုးမနဲ့ယူရမင်္ဂလာကျမ်းမလာရောက်နိုင်ဘူးဆိုရင်လဲအွန်လိုင်းကနေပြီးတော့ဟောစရန်လေးတွေမှာနိုင်ပါတယ်တနစ်စာဟောစရန်တို့ကလေးနာမည်ပေးဟောစရန်တို့လုပ်ငန်းနာမည်ပေးဟောစရန်တို့စတဲ့ဟောစရန်လေးတွေကိုဗိုက်ဘာနေပြီးတော့ဆက်သွယ်ပြီးတော့မာယူနိုင်ပါတယ်နော် ။နောက်ကိုယ်တိုင်ဘေးရင်တက်လောကီပညာတတ်တွေကိုသင်ယူခြင်းနဲ့တက်မြောက်ခြင်းနဲ့ဆိုရင်လည်းပဲကျွန်တော်တို့ယူရောမင်္ဂလာချက်မှာလာတဲ့တရက်နေ့တိုင်းဖွင့်တဲ့ဘေးရင်သင်တန်းတွေမှာလာပြီးတော့သင်တန်းတက်ရောက်နိုင်ပါတယ်။နောက်တစ်ခုကကျွန်တော်တို့ဒီယူရောမင်္ဂလာချက်မှာလာမယ့်25ရက်နေ့ဒီဇင်ဘာ25ရက်နေ့မှာအုံယုံပွဲရှိပါတယ်။အုံယုံပွဲမှာလာရောက်ပြီးတော့လေကျွန်တော်တို့နဲ့အတူတူကအုံယုံပွဲမှာပါဝင်နိုင်ပါတယ်ဆိုတဲ့အကြောင်းကို အားလုံးကိုဖိတ်မှန်တကဖြစ်ပါတယ်နော်အဲ့တော့ဟောသကန်အစီအစဉ်လေးကျွန်တော်တို့စပါမယ်အင်္ဂါသားသမီးတွေအတွက်ပထမဆုံးကြာလာတဲ့တေရနမိတ်ကကြတော့သူကလူလင်ရေခွက်တစ်ခွက်ဆိုတဲ့နမိတ်ပါဒီနေ့နမိတ်ကလေးကိုမြင်အောင်အောင်ကျွန်တော်တို့ပြောရမယ်ဆိုရင်တော့လူလင်တယောက်ကအင်မတန်မှစိတ်ချမ်းမြေ့ပျော်ရွှင်နေတဲ့ပုံပေါက်နေတဲ့လူလင်တယောက်ကအာမြေကန်းဆက်မဟုတ်ပါဘူးပင်လယ်ကန်းဆက်မှာမတ်တရရတာပေါ့နော်လက်တစ်ဘက်ကတော့ ခွက်ကလေးကင်တာလေအဲ့ခွက်ထဲမှာကျတော့ငါးလေးတကောင်ရှိတယ်အဲ့ဒါလေးကိုဆိုတော့ပျော်ရွှင်ပြီးတော့ခါလေးထားပြီးတော့ကြည်နေတာပေါ့နောက်ကြာပန်းဝိယုံလေးတွေဝတ်ထားတယ်တဲ့ဒီမနက်မှကောင်းပါဒီနေ့မိတ်ကလည်းကောင်းပါဒီနမိတ်ကအဖွင့်သူကြကဘာလို့ပြောနေတာလဲဆိုတော့ဘဝမှာတဲ့ကိုဖြစ်နေတာတွေကိုရနေတာတွေကိုအောင်မြင်နေတာတွေကိုလွယ်လွယ်ကူကူနဲ့ရနိုင်သောအချိန်ကာလလို့သတ်မှတ်ပါတယ် ။ဒါရင်ကသားသမီးတွေဒီကလာမှာဘာတွေလိုချင်လဲပေါ့နော်။ကိုလိုချင်တဲ့အရာတွေကိုလွယ်လွယ်ပဲရတတ်ပါတယ်။ကိုယ်အလုပ်အတွက်စူးစမ်းနေတယ်ဆိုရင်အလုပ်အကင်တွေလွယ်လွယ်ကူကူရနိုင်တယ်။မခက်ခဲဘူးပေါ့နော်။နောက်ဒီဘွားရဲ့ကိစ္စတွေမှာကိုယ်ကအောင်မြင်ဖို့အတွက်စူးစမ်းနေတယ်ဆိုရင်လည်းလွယ်လင့်တကူပဲကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းဆောင်တာတွေအောင်မြင်တာကိုတွေ့ရမှာဖြစ်တယ်။နောက်ကရာဓုတို့ဖို့တွေလာသာတို့ဖို့တွေနေရာကောင်းရဖို့တွေ ပုံဒီမှာအလုပ်အဆင်ပြေဖို့တွေစသည်ဖြင့်စသည်ဖြင့်မနော်ကိုယ်အနေနဲ့စ조사အားထုတ်နေတဲ့ကိစ္စတွေရှိတယ်ဆိုရင်လည်းပဲကျွန်တော်တို့ဒါလွယ်လွယ်ကူကူနဲ့အောင်မြင်နိုင်တဲ့ကံတာမျိုးရှိပါလားဒါဒီကလာမှာကျွန်တော်အင်္ဂါသားသမီးတွေကိုပြန်ပြီးတော့မေကွန်ထုတ်ရမယ်ဆိုရင်ဘာလိုချင်တာလဲဘာရချင်တာလဲဘာဖြစ်ချင်တာလဲအဲ့ဒီလိုချင်တာတွေရချင်တာတွေဖြစ်ချင်တာတွေအားလုံးကလွယ်ကူနေမဲ့အချိန်ကာလဖြစ်ပါတယ်ဒါကြောင့်ခက်ခက်ခဲခဲဆိုရင်ဘာမှမစင်သားနဲ့ ခက်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 တွေစူးစမ်းနေနဲ့အရာလုံးကလွယ်ကူနေ။အခုကစေးပွားရေးတွေအခုကလုပ်ငန်းဆောင်တာတွေမှာလုပ်ရင်ကောင်းမလားမကောင်းလားလုပ်တင်လားမလုပ်တင်ဘူးလားအဲ့လိုမျိုးခြိတုံချတော့ဖြစ်နေတဲ့ကိစ္စတွေချင်းတွန်းတာလို့ပေါ့နော်။ဧကမုတ်ချအစဉ်ပြေခြင်းတွေနောက်ကံကောင်းခြင်းတွေအောင်မြင်ခြင်းတွေကိုဒီတစ်ပောင်းရရှိစေမှာ ဖြစ်ပါတယ်။အဲ့တော့နမိတ်ရဆိုရင်တော်တော်လေးကောင်းပါတယ်။နံပါတ်1ကကျွန်တော်တို့အဲ့ဒီအလောအကံနဲ့ပတ်သက်ပြီးတော့ဆက်ဆက်တဲ့ ကံတရားဘာလဲဆိုတော့ငွေကြေးနဲ့ပတ်သက်တဲ့ကံ။ဒီကောင်ကအင်္ဂါသားသမီးတွေအတွက်ငွေကြေးကံတရားလေးတွေကောင်းနိုင်လားဆိုရင်ကျယ်ပွင့်6ပွင့်ဆိုတဲ့နမိတ်ကြတယ်။ကျယ်ပွင့်6ပွင့်ဆိုတာအင်္ဂါမှာကောင်းသောနမိတ်ပါ။ငွေကြေးတွေချမ်းသာကြွယ်ဝတဲ့လူတယောက်ကသူပိုင်တဲ့ငွေကြေးဥစ္စာဒဏ္ဍာရီကိုဆင်းရဲနှုံးပါတဲ့လူသားတွေကိုစွန်ကြဲပေးကမ်းနေတယ်ဆိုတဲ့နမိတ်ပုံလေးဖြစ်တယ်။နောက်လက်တစ်ဖက်ကကြတော့ချိန်ဝင်လေးကိုဂိုင်းထားတဲ့နမိတ်ပုံလည်းဖြစ်တယ်။ တော်ရင်ကသားသမီးတွေအတွက်ငွေကန်ကြေးကန်တော်တော်လေးကောင်းမွန်ပါကိုကို၌ကအစဉ်ပြေုံမြမကနော်ကိုကူညီခြင်းတဲ့လူတွေကိုထောက်ပံ့ပေးခြင်းတဲ့လူတွေကိုပေးကမ်းခြင်းတဲ့လူတွေကိုလည်းပေါ်ပေါ်များများနဲ့ထောက်ပံ့ပေးကမ်းနိုင်မယ်စိတ်တမ်းကြပေးကမ်းနိုင်မယ်ကံတရားမျိုးရှိပါဒါငွေကြေးကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာမယ်ထီပေါက်တဲ့ကဲ့သို့ငွေဆုလိုက်ပြန်လိုက်ဝင်တတ်တယ် ရစရာကြီးတဲ့ငွေတွေချောချောမောမောရပြီးတော့ပေးစရာကြီးတဲ့ငွေတွေကိုလည်းလွယ်လွယ်ကူကူနဲ့ပေးနိုင်မဲ့အချိန်ကာလဖြစ်ပါတယ်။ဒါဝင်ကသားသမီးတွေကိုပြောချင်တာတော့ငွေချင်းနဲ့ပတ်သက်ရင်ဘာမှစိတ်မပူနဲ့လို့ပဲပြောချင်တာဖြစ်ပါတယ်။နောက်တစ်ခုကကျမ်းမာရေးပေါ့နော်။ကျမ်းမာရေးနဲ့ပတ်သက်ရင်လည်းပဲသူကကိန်းစွာဘယင်နမိတ်ပါပဲ။ဘယင်နမိတ်ကအိမရမကောင်းတယ်၊ကျမ်းမာရေးကံတာကောင်းမယ်၊ဖက်ဖက်ကနေအစဉ်ပြေခြင်းတွေ၊ကံကောင်းခြင်းတွေ၊စိတ်ချမ်းသာပျော်ရွှင်ခြင်းတွေကြုံမယ်ပေါ့နော်။နောက်လူမှုရေးပေါ့။ လူမှုရေးနဲ့ပတ်သက်တဲ့ကံစာရမှာကြတော့နည်းနည်းလေးအခက်အခဲရှိတယ်။ဒီကတော့သူ့ရဲ့နမိတ်ကကြတော့အကူအညီမရတာပေါ့။နှင်းမုံတိုင်းထဲမှာသွားနေတဲ့လူသားတွေရဲ့ကံကြမ္မာနမိတ်ကြတာပေါ့။အဲ့မှာသူကကူပေးမဲ့လူ၊ကဲပေးမဲ့လူအဲ့လိုမျိုးတွေလည်းမကြောဘူး။မကြောတဲ့အခါကျတော့လူမှုရေးကံစာရကတော့အင်္ဂါသားသမီးတွေတော့နည်းနည်းလေးအခက်အခဲရှိနိုင်တာပေါ့နော်။ဒါမှမဟုတ်ကို့မှာအခက်အခဲတွေကြုံနေမိတ်ဆွေတွေ အပေါင်းအသင်းတွေတငယ်ချင်းတွေဒီမှာအကူအညီတောင်းဖို့အကူအညီတောင်းမယ်လို့စဉ်းစားနေတဲ့သူတွေချင်းအဲအဲ့အကျွေးကအကြံတီတွေကိုပယ်ဖြတ်လိုက်ပါတဲ့ကိုယ်ကအကူအညီပေးဖို့နေနေသသားနော်သူတို့တော်မှမနေရုံးငန်ကြိုးစားနေရတယ်ဆိုတဲ့အာမျိုးတွေတွေ့ရမှာပါဒါကြောင့်လူမှုရေးကံတရာလေးတွေကတော့နည်းနည်းညံ့နေနောက်ဆွေမျိုးသားချင်းတွေနဲ့မမျှော်လင့်မဲ့တဲ့အတိုက်ခံလေးတွေပေါ်တတ်တယ်အနောက်ရှက်ကလေးတွေပေါ်တတ်တယ်ရန်လေးတွေပေါ်တတ်ပါတယ် ။နောက်ပညာရေးကဏ္ဍတွေသင်တန်းကိစ္စစာမွေးဖြည့်ဆိုခြင်းနဲ့ပတ်သက်တဲ့ကံစာတာတွေကတော့တော်တော်လေးကောင်းပါတယ်။စာမွေးဖြည့်ဖို့ကြိုးစားနေတဲ့သူတွေအောင်မြင်မဲ့ကံစာတာမျိုးရှိတယ်။အဖက်ဖက်ကနေအစဉ်ပြေမဲ့ကံစာတာမျိုးတွေရှိတယ်။နောက်ချင်းတော်နဲ့ပတ်သက်တဲ့ကံတာတာကတော့ဓာနမိတ်ကြတယ်ဓာနမိတ်ဆိုတာအာပြဿနာအဟောင်းတွေကြောင့်ပြဿနာအဟောင်းတွေပြန်ပေါ်တတ်တယ်ပေါ့နော်ငကိုယ်တော်ကပြဿနာအဟောင်းတွေပြန်ပေါ်တတ်တယ် ကိုနဲ့ဖြစ်ခဲ့မှုတဲ့ဇလန်းဟောင်းလေးကြောင့်ပြဿနာတွေပြန်ပေါ်တတ်တယ်အဲ့ဒါလေးတွေတော့နည်းနည်းသတိထားဖို့လိုအပ်ပါတယ်အတိတ်ကာလတုန်းကကြုံတွေ့ခဲ့ရတဲ့အခက်အခဲလေးတွေဟာဒီချိန်မှာတကြော့ပြန်ပြီးတော့ဝင်ရောက်လာတာမျိုးလေးတွေဖြစ်တတ်တယ်ဒါပေမဲ့စိုးရင်ကြတော့မရှိပါဘူးကိုကိုရင်ကတော့အဲ့ဒီအတိတ်ကနေပြီးတော့စိတ်ရှိလက်ရှိယုံထွက်လိုက်ရင် ပို့ပြီးတော့ကောင်းပါတယ်နော်အဲ့တော့အလုံးစုံကုန်သုံးသပ်ရရင်အင်္ဂါသားသမီးတွေအတွက်ကံကြမ္မာနမိတ်ကအကောင်းများပါတယ်နော် ။သင်္ကသာသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အရာနဲ့အနီရောင်နဲ့အပြာရောင်နဲ့ကောင်းတယ်။နောက်အကျိုးပေးတဲ့နံပါတ်လေးတွေကြတော့တေကနန်း6ကနန်းအကျိုးပေးတယ်။မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုအုံသီးစိတ်9စိတ်ကတ်လူပူသွားပြီးတော့ဆုတောင်းပါဒီတပတ်တာကာလမှာအញ្ញံခိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါလေ။ဒါအင်္ဂါသားသမီးများအတွက်တပတ်တာကာလမှာတွေ့ကြုံမယ်ကံကြမ္မာဆိုးကောင်းများအတွက် တဲတော်နမိတ်ဖတ်ကြားပေးကြတာဖြစ်ပါတယ်ကျွန်တော်တို့ယူရောမင်္ဂလာချမ်းကိုဘုဒ္ဓဦးနေရာလွဲပြီးတော့ကျန်တဲ့ရက်ဒီမှာပေးရမစီဖွင့်ပါတယ်ဤသူမဆိုလွတ်လွတ်လပ်လပ်လာရောက်ပြီးတော့ရေရာအစီရင်နေပြုလုပ်ဆောင်ရွက်နိုင်ပါတယ်နော်ကျွန်တော်လာမယ့်25ရက်နေ့ဒီဇင်ဘာ25ရက်နေ့မှာကျွန်တော်တို့ယူရောမင်္ဂလာချမ်းမှာအုံယူပွဲရှိပါတယ်အားလုံးကိုဖိတ်ပါတယ်နော်ကျွန်တော်တို့လည်းအဲ့ညမှာအုံယူကြမှာပါ ကျွန်တော်ရဲ့မိတ်ဆွေတွေလည်းကျွန်တော်နဲ့အတူတူကလာရောက်ပြီးတော့အုံယုံပွဲမှာပါဝင်ဆင်နွှဲနိုင်ပါတယ်။ယူရောမင်္ဂလာကျောင်းမလာရောက်နိုင်တဲ့လူတွေကတော့ဘိုက်ဘားနေပြီးတော့ဆက်သွယ်နိုင်ပါတယ်နော်။ကျွန်တော်ရဲ့မိတ်ဆွေငါသားသမီးပေါင်းကိုကျမ်းမစိတ်ချမ်းသာလူရဆန္ဒပြပါစီလို့ဆုတောင်းမြတ်တာများလှိုက်လိုက်လှဲလှဲပို့တာလိုက်ပါတယ်။